လာရှိုအမဒီအေဆုတ်ခွာပေးပြီးစစ်တပ်လက်ထက်ကိုပြန်အပ်မယ်လို့သိလိုက်ရတဲ့ချိန်မှာကျွန်တော်တို့သိစိတ်ရေလည်းမခုဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီຫນွေဥတွန်လိုက်ရေးမှာကိုကတ်တက်တရားအမှန်တရားဖက်ကိုရက်တီလာပြီးတကယ်ဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုပဲတကယ်လို့သလားလို့စောက်ကြည့်နေတာ။ဘာဖြစ်လို့လဲဆိုတော့ပြည်သူတွေစကလုံးလှလှလေးတွေပြောမှကျွန်တော်တို့ကလက်နက်ခိုင်တာဖက်ဒရယ်နဲ့ဒီမိုကရေစီလို့လို့ပြောပြီးတချို့ကနှစ်ပေါင်းများစွာလက်နက်ကင်လာတဲ့လူတွေဟာ လက်နဲ့စော်ရဖို့တအားကြီးဘောလေးတယ်ဘာဖြစ်လို့သူတို့တိုက်ပွဲဖြစ်နေရည်တော့သူတို့ရဲ့ကြိုးစီပွားလေးတွေဟာဆင်ပြင်းနေတယ်နိုင်ငံထဲမှာပြည်တွင်းစစ်ဖြစ်နေရည်တော့သူတို့ရဲ့ကြိုးစီပွားတဲ့အဆမတဆင်ပြင်းနေတာအဲနိုင်ငံထဲမှာတိုက်ပွဲရက်ဆိုင်လိုက်ပြီးဖက်ဒရယ်နဲ့ဒီမိုကရေစီနိုင်ငံတည်ငြိမ်သွားပြီးသူတို့ရဲ့ကြိုးစီပွားတွေရက်ဆိုင်သွားမှတော့အားကြီးဆိုးရတာဒါကြောင့်လို့စစ်တမ်းနဲ့နှစ်ရှီလာများတိုက်ပွဲဖြစ်နေတဲ့ဖွဲ့တွေဖွဲ့တွေဖွဲ့တွေကျွန်တော်သိရုပ်ကြည်မှုသိအပြည့်ဝမရှိဘူး ကျွန်တော်ယုံကြည်တဲ့ဖွဲ့တော်ဖွဲ့တော်ရှိတယ်အရကတက်တော်ဘူချုတ်ထောမြနိုင်အေးအေးဖွဲ့တော်အယုံကြည်တယ်ကျွန်တော်ဘာဖြစ်လို့ယုံကြည်တယ်လဲဆိုရင်ဘူချုတ်ထောမြနိုင်ကပြည်သူပဲမျက်နှာမူတာသူပြည်သူဘလောက်ထိလွတ်မြောက်ခိုင်းချင်တယ်လဲဆိုရင်သူပြောတဲ့စကားလုံးတိုင်းမှာနော်သေသေးချာချာလိမ့်နေမှုနဲ့နားထောင်ကြည့်ကြည့်ဘလောက်ထိပြည်သူပေါ်ဦးစားပေးတယ်လဲဆိုတာနော်မိတ်ဆွေနဲ့တူတူပဲ နော်စကားပြောဆိုနေသူရဲ့စကားသေချာချာလင်းလင်းနဲ့နားထောင်ကြည့်ပြည်သူပေါ်မှာတအားရ respect ရှိတယ်ဘူချိုထွန်မြနိုင်ရသူပြည်သူတွေတွေ့လည်းမဟုတ်ဘူးမြန်မာတနိုင်ငံလုံးပြည်သူတွေတွေ့ပါသူကစဉ်းစားပေးတယ်နော်ငါတို့လွန်မြောက်ပြီးတခြားနေရာတွေမှာမလွန်မြောက်ရင်တနေ့တစ်ချိန်ကျငါတို့လည်းငါတို့နေရာကိုမလွန်မြောက်မှုပြန်လှုပ်လာမှသူတအားစိုးရတယ်ဒါကြောင့်သူပြည်သူတွေကိုသူစိုးရတယ်လို့မျိုး တခြားလူမျိုးတွေလည်းသူစိုးရိတယ်ဘူချုထုံမြနဲ့ရဒါကြောင့်ငါတို့နိုင်ငံမှာတကယ်ကာချုပ်စိတ်ကာချုပ်မှန်ဖြစ်ရဖို့ဟာစိတ်ဦးစီးချုပ်ဖြစ်ရဖို့ဟာပြည်သူပေါ်မှာမျက်နှာမှုတဲ့နော်ပြည်သူပေါ်မှာသစ္စာဆောက်တည်တဲ့ဘူချုထုံမြနိုင်လူမျိုးလူပဲစိတ်ဦးစီးချုပ်ခတ်ရမှာနော်အဲ့ဒါကြောင့်လို့တချို့တော့ဖွဲ့တယ်သိတ်ကျွန်တော်ကသိတ်ဘူချုထုံမြနိုင်တာကျွန်တော်တို့ဖက်မှာရှိနေမယ်တွန်လိုင်းဖက်မှာရှိနေမယ်ဆိုရင် မြန်မာနိုင်ငံနော်ဘုတ်ချုပ်ထောမြတ်နိုင်တာဒီတော်လှန်ရေးကိုဦးစီးဦးဆောင်တဲ့နော်ပြည်သူတွေအတွက်ရဲရဲတောက်စောစောတမလှုပ်ဆောက်သွားမယ်ဆိုရင်ကိုကမပြောနဲ့နောက်ထပ်ပေါ်လာဖို့သေးလားလာလေကြဲတဲ့ကောက်ပေါ်လာအဲ့ဒါလိုမျိုးနောက်ပြဆုံးမယ်တို့ဆုတ်ပြီးမှတော့ငါတို့ဖက်ဒရယ်ဒီမိုကရေစီလာမတောင်းနဲ့အခုချိန်တည်းရော ခွေရရတဲ့ခြေရလှုပ်ရင်လှုပ်မလှုပ်ဘဲနဲ့အချောင်းနဲ့အချောက်စားလှုပ်ပြီးငါတို့လည်းအရင်ရတဲ့ဘာတညာတွေလာမပြောနဲ့ရေးကြည့်တဲ့ချိန်မှာသွေးစည်းဖို့လိုတာအရေးကြီးတဲ့ချိန်မှာသွေးမစည်းပဲသွေးသွားတဲ့ချိန်မှာသွေးလာစည်းပြရဲ့